တိကုမ္ပဏီပိုင်စက်ယုံစီမံကိန်းမြေ မကျူးကျော်ရကျူးကျော်ဝင်ရောက်နေထိုင်သူများတတ်မှတ်ရဲ့အတွင်အများဆုံးဖယ်ရှားပေးရအုံးမောကျောက်တော့ကျူးကျော်တာမဟုတ်ဘူးဗျခမားတော့ကတော့ကျူးကျော်တာစစ်အဲ့ဒါလေးကြောက်နားမလဲကျောက်ကကျောက်ပေါ်တဲ့ညွှန်ကြားချက်တိုင်းလုံနေဒီမှာကျောက်ဘော့စ်ကလေဥပဒေလှုပ်ထုံးလုံးလေးတွေကိုထုံးလို့ချေရေလုံးနှောက်ထားပြီးသားမပိုင်လို့ရှင်ချင်းတော်လူငှားပြီးတော့မရိုက်ဘူးခမားတို့တွေနိုင်ရောင်ခေါင်းနဲ့ဆောင်နိုင်ရောင်ပဲရှိနေအေးစေးတာပြောင်းသွားလိုက်ကြဒီမှာရောက် င်းဘောဆာလူလေကြပြီးလုံပိုင်ခွင့်ရှိတဲ့လူတွေနဲ့ပေါ့ဒီမြေတွေကိုအောက်ဈေးနဲ့မတရားသိမ်းထားတာကိုလည်းမထည့်ပြုံးလေကွာဒါမှဒီခက်ကမင်းတို့လုံချင်တိုင်းလုံလို့ရတဲ့ခင်မဟုတ်တော့ဘူးကွာမင်းတို့ဘောဆိုပြောလိုက်ငါတို့နဲ့ပြေလည်အောင်လာကြီးပါလို့မင်းတို့လို့လူမိုက်လို့လို့အောက်ဆွဲလို့လို့စွာအားရှင်လို့လို့ငမြောင်းက၆ကောင်နေနဲ့ငါလေးကုန်ခံပြီးမပြောတဲ့ဟဲ့မလုံးနဲ့အေးမင်းတို့ဘောဆာငါတို့နဲ့လာမကြီးဘူးဆိုရင်တော့နောက်ကအကြီးရပါမယ်လို့ပြောလိုက်ခင်ဗျားဘာပါဘူးလို့ဟမ် ဟာမင်းငါအကြောင်းသိရင်စုံစမ်းကြည့်လိုက်အိုးနည်းနည်းလေ့လာကြည့်လိုက်အိုးနိုင်ငံတော်အေကိုဆိုတာငါပဲသမရာရုံးမှာရောက်နေတဲ့တိုင်စာ6000ကျော်တဲမှာငါတိုင်ထားတာကြီးပဲအဆောင်100ကျော်ရှိတယ်ကွာမင်းငါဘာကောင်များအောင်မင်းဟာဟာဟိုချာစမ်းပါဗျာဟိုချာနေစမ်းပါဦးခင်ဗျားတို့ရဲ့ boss ကဘသူလဲဒီလောက်နဲ့မဲကြီးတဲ့ high boss ကခင်ဗျားမသိဘူးလားဦးမြတ်မင်းလေဗျာဦးမြတ်မင်းဟုတ်တယ်ဒါဆိုရင်ဒီစီမံကိန်းကဦးမြတ်မင်းရဲ့စီမံကိန်းပေါ့သိဟုတ်တာပေါ့ ခင်ဗျားလည်းသိမှာပါကျုပ် boss ဘလို့လူစားမျိုးလဲဆိုမောင်ရင်သိကျင်နေတဲ့ကိစ္စကိုပြောပြမယ်ကိုရော့ကုမ္ပဏီကဒီစီမံကိန်းကြီးမှာ အစုရှယ်ယာပါတယ်ဆိုတာမှန်တယ်ဒါပေမဲ့ နိုင်ငံခြားကုမ္ပဏီတခုနဲ့ကုမိတ်ဆွေကုမ္ပဏီတို့ပူးပေါင်းပြီးအဓိကရင်းနှီးမြှုပ်နှံကြမှာကုမိတ်ဆွေဥယျာထွန်းကိုလည်းမောင်းရင်ကြားဘူးချင်းကြားဘူးမှာပေါ့မြန်မာပြည်ရဲ့ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တွေမှာတယောက်အပါဝင်ဖြစ်တယ်ဥယျာထွန်းရဲ့နာမည်ကိုကျွန်တော်ကြားဘူးပါတယ်အင်ကယ်အခုကျွန်တော်သိချင်နေတာကျွန်တော်တို့မြေတားမွန်ရိတ်တာရဲ့ရှေ့ရင်းနဲ့အလားလာဘူးပါမောင်းရင်သိထားဖို့ကဒီစီမံကိန်းကြီးကနိုင်ငံတော်အဆင့်သဘောတူပြီ နိုင်ငံတကာကလာပြီးရင်းနှီးမြှုပ်နှံကြမှာဆိုတော့နိုင်ငံတော်အတွက်လည်းအများကြီးအကျိုးရှိမှာဒီစားနိုင်ငံတော်အတွက်ဆိုရင်သာသနာမြေတောင်မှဖယ်ရှားသိရင်ဖယ်ရှားပြရမယ်အချိန်မျိုးမှာဒီ၅ဧကလောက်ရှိတဲ့ရိတ်တာလေးအတွက်ကိုမိဘတွေလူတန်းထားလို့ပါဆိုပြီးရှောင်ရှားသွားလို့တော့မဖြစ်နိုင်ဘူးထင်တယ်ဒါဆိုရင်အန်ကယ်ဆိုလိုတာအန်ကယ်ဘက်ကဘာမှလုပ်မပေးနိုင်ဘူးဆိုတဲ့သဘောမျိုးပေါ့ဒီလိုပဲပြောရမလို့ဖြစ်နေပြီ ကိုယ့်ကုမ္ပဏီကပြည်တွင်းအဆင့်ပဲရှိတဲ့ကုမ္ပဏီတစ်ခုပါနိုင်ငံတကာအဆင့်ကုမ္ပဏီကြီးတွေနဲ့ပူးပေါင်းလုပ်ကင်မှုဆိုတာကိုယ်သက်သက်လုံးမဲ့ခဲ့ရတဲ့အိမ်မက်ပြီးတော့ဥယျထွန်းရဲ့သားဇာနီနဲ့ကိုယ့်သမီးတီတီကိုလက်ထပ်ပေးဖို့သဘောတူထားပြီးသားကောင်းတာပေါ့အကေသားပေးသမီးယူသမီးပေးသားယူတယောက်ကိုတယောက်အပြန်အလှန်ချိုးချီလိုက်ကြတဲ့သဘောမျိုးပေါ့ကျွန်တော်တခုတော့ပြောခဲ့ပြရစီကျွန်တော်တို့ရဲ့မြစ်တာမွန်စိတ်တာလေးတည်မြဲဖို့ ਨੇ အဖိုးအဖွားတွေရဲ့ဘဝတွေတစားစီပဲ့ချွေမသွားဖို့အတွက်ကျွန်တော်မှာအင်အားရှိသေးတော့ကျွန်တော်စူးစမ်းသွားမှာပါအဲ့လိုစူးစမ်းတဲ့နေရာမှာ ကျွန်တော်ဘက်ကတစုံတရာအပြစ်လောက်ခဲ့မိတာရှိရင်ခွင့်လွတ်ပေးပါကျွန်တော်ကြိုပြီးတောင်းပန်ချင်ပါတယ်ကျွန်တော်ခွင့်ပြုပါဒီမှာကိုကိုကိုယုံကြည်မှုလွန်ကဲနေတဲ့လူတယောက်ရဲ့ကြိုးပမ်းအားထုတ်မှုမျိုးမဖြစ်ပါစေနဲ့လို့ ကိုကလည်းဆူတောင်းပေးလိုက်ပါလေ။ကဲမောင်ရင်သတိထားပြီးတော့ပြန်။